ားလုံးပဲမင်္ဂလာပါရှင်။အာစင်တုတ္တဆောင်ရတ္တဆောင်ချန်နယ်မှာပြန်လည်ကြိုဆိုပါရစေ။ကျမတော့ခင်ဦးဖြစ်ပါတယ်။ဒီနေ့မှာတော့ဆ iam မတကုံခင်ခင်လေးရဲ့ဆ iam မဆိုတဲ့ဝတ္ထုကိုတင်ဆက်ပေးနေတာအပိုင်းလေးကိုရောက်ပါပြီရှင်။နားဆင်ခံစားကြည့်ကြပါဦးနော်။အခန်းလေးတရွေ့ရွေ့နဲ့နေ့ရွေရက်တွေဂုံခဲ့ပြန်လေ၏။မေကလေးမှာအသက်အရွယ်အားဖြင့် 14နှစ်ကျော်15နှစ်အတွင်းဖြစ်၍အခြေအနေပြောင်းလဲနေခြင်းဖြစ်သောကြောင့်တွေးလေခြောက်ချာစိတ်ကစားကြိုက်ကလေးဖြစ်လျာအနေထိုင်အပြုမူကိုညွမေကိုယ်တိုင်အရေးတကြီးတွင်တင်ပြသဆုံးမဩဝါဒပေးနေရလေ၏ထို့အချိန်ခါမျိုးမှာ စိတ်နေသဘောထားအပြောအဆိုအပြုအမူအနေထိုင်များကို မိခင်ကိုယ်တိုင်တိုးတိုးတွယ်ကြဲကြဲတလှဲ့ဆိုသလိုကိုဖိရင်ဖိကြီးရှုရမည်အခါကလေးမှာ မိခင်ရှိတော်ညာလေဆ ्याम မညွတ်မီမေဟိုရာလေအားထားနေရရှာ၏မေဒီညွတ်မီအားချက်လဲချက်ခင်၍ဆရာလိုတမျိုးမိခင်လိုတသွဲတငယ်ချင်းလိုတဝအစအစအရာရာစိုးတိုင်ပင်ကောင်းတိုင်ပင်ပြူရဲရှာလေ၏တို့နှင့်တညတွင်မေဒီအိယာပေါ်၌တလူးလူးတလွန်းလွန်းဖြစ်နေလေ၏လက်ထဲမှာ စာရွက်ခောက်ကလေးကို ပုံရှုပ်ွယ်ရှုပ်ဖြန့်ကြည့်ခောက်ကြည့်နှင့်မကြခဏဖက်ကြည့်မိ၏ဖက်ရင်သဘောကျသလိုလိုစိတ်ဆိုးသလိုလိုရေတဖို့ဖို့ဖြစ်လျက်တစ်ချက်တစ်ချက်လည်းအနည်းတွင်အိပ်ပျော်နေသောညမကလေးနယ်လီပင်တွေ့မြင်သွားနိုးနိုးစိုးရိမ်သောမျက်နှာနှင့်လှည့်ကြည့်မိ၏တပံအခန်းတွင်းသို့ဆ iam မဝင်လာသည်ကိုမြင်သည်နှင့်ကြီးလန့်စာစာစာရွက်ကလေးကိုခေါင်းအုံးကြားသို့ထိုး၍ဖွဲ့မိလိုက်ပြီးမျက်နှာမှာရှက်သလိုလိုကြောက်သလိုလို့ မရဲတရဲဖြစ်နေလေ၏ဟင်မေမအိပ်သေးဘူးလားအိပ်မပြောဘူးဆရာမညနေပါဘကောကွယ်မနေ့ကြောင်းနောက်ကြနေမယ်အိပ်ပါတော့လားကွယ်ဆရာမဟင်မေအိုးဘာဖြစ်တယ်လဲမျက်နှာကလေးကလည်းနီးလို့နေမကောင်းဘူးလားမှန်စမ်းကိုများဘူးသလားမင်းနေကောင်းပါရဲ့ဆရာမ ဒါပေမဲ့ဘာဖြစ်လဲမေပြောလေ။အိုးရင်းနေပြန်ပြီပြောစမ်းပါဘာလဲဘာလဲ။ပြောတော့ပြောချင်တယ်။ဒါပေမဲ့ပြောရမှာရှက်။အိုးမရှက်နဲ့ပြောတာပြော။ဆရာမကိုရှက်စရာမဟုတ်ပါဘူးကွ။ဆရာမကိုမေးတခုမေးချင်တယ်။မမီကိုတော့မမေးရဲဘူး။မေးလေ။မေးပါတိချင်တာလေ ချစ်တယ်ကြိုက်တယ်ဆိုတာဘလို့နေသလဲဆ iam မသိသလားအိုးကလေးဒါရီမမေးကောင်းဘူးကွအေးအေးမေးသိချင်လို့ပါချစ်တာကြိုက်တာဟာရင်ထဲမှာဒိန်းဒိန်းနဲ့ခုန်နေသလားယင်အဲ့ဒါလို့ယင်ခုန်နေရင်ကြိုက်တဲ့စိတ်ရှိတယ်လို့ခေါ်ရမလားကလေးဘာပြုလို့သိချင်တာလဲယောက်ျားလေးတယောက်ကကြိုက်တဲ့အကြောင်းစာရေးပေးလိုက်ရင်မင်းကလေးက စာဖတ်ပြီးငိုချင်းတလို့လို့ရှိချင်းတလို့လို့ရင်ထဲမှာဒိမ့်ဒိမ့်နဲ့ခုံလာတာကကြိုက်လို့လားဆရာမရဲ့မေလီကြိုက်တယ်ဆိုတာဘလို့ဟာလဲသိချင်လိုက်တာနေစမ်းမအောင်မေမိကိုတရားရောက်ကစာပေးပြီးချင်တယ်ပြောပါအောင်ဘသူကစာပေးတယ်လဲဟိုဟိုမေတို့ကြောင်းထဲမှာကစားနေတော့ဘဲရလဲမသိဘူးဒီစာကောက်ကလေးကြာလာတာညော့ ဆရာမဖတ်ကြည့်ပါအောင်ဒီစာဖတ်ပြီးတော့မေးလေဘယ်နေနေမှမသိဘူးသိလားဘသူကပေးထားမှလည်းမသိဘူးမေးပြန်ပြီးကြိုက်ရမလားလို့စဉ်းစားနေတယ်ကြိုက်တယ်ဆိုတာဘလို့ကြိုက်ရမှလည်းမသိဘူးအိုးဒီစာဟာမေကိုတယောက်ယောက်ကတိုက်ရိုက်ပေးတဲ့စာမဟုတ်ပါကလားယောက်ျားကလေးတွေဟာဒီလိုမြစ်တာစာမျိုးတွေအလကားအပျော်ရေးရေးထားတတ်ကြတယ်ဒီစာဟာတယောက်ယောက်ကရည်စွချက်မရှိဘဲနဲ့အပျော်ရေးထားတဲ့စာကို မေကောင်းရလာတာဖြစ်မှာပေါ့ဒီတော့ကြိုက်ဖို့မလိုပါဘူးလှုပ်ပြီးတော့မေတို့အရွယ်ဟာကလေးပဲရှိသေးတယ်ဒါမျိုးတွေနားလည်ဖို့မလိုသေးဘူးဆရာမလည်းဒါမျိုးတွေကိုဒီနေ့အထိဘာမှမသိခဲ့ဘူးဒီစာအုပ်မေသိမ့်မထားနဲ့လွှင့်ပြလိုက်နော်ဒီအွယ်လေးမှာချစ်တာကြိုက်တာတွေမစင်စားနဲ့အောင်ကြလားမင်းရလိမ့်မှာပါတယ်ကွယ်ဟုတ်ပြောဆိုချုံမောကအယူအယိုင်းကလေးဤစိတ်ဖောက်ပြမှုကို ပျောက်ပြက်တိမ်ငေါ်သွားစေရန်အရေးမကြီးသလိုလိုဖျက်ဆီးချင်မှု ပြစ်လိုက်ကကလေးများသာရှိရှာသေးသူမေဤလွင်ပါနေသောဆက်ရံကလေးကိုစောစီးစွာထိမ့်သိမ့်ချုပ်တီးပေးလိုက်ရလေ၏ဤတွင်လည်းထုတ်ကလေးမနှစ်ယောက်ဤကိုချင်းတရားစောင့်ထိန်နိုင်မှုကလေးမမိမိအပေါ်တို့တာဝန်ပူလာပြန်တော့သည်မိမိသာလက်ပွန်းတတိရင်းနှီးစွာစောင့်ရှောက်ခြင်းမပြုပါကအယူမိုက်ကလေးများမှာတုံးတိုက်တိုက်ကြားကြိုက်ကြိုက် မိုင်းမဘတ်တို့လိုက်မိရှာတော်မူမိခင်ဖြစ်သူသည်အမှုမဲ့အမှတ်မဲ့နေစိမ့်လေရလှသည်ဟု ကလေးမလေးများကိုမိမိသွေးသားရင်းနှင့်မခြားစင်နာတနာမှုပိုကဲသွားမိပြန်လေတော်သည်မမီမင်းတို့ကံတော်ကြီးပွဲလိုက်ခြင်း ਨੇ မမီတော့ရင်ခေါ်ပါ ဟုတ်ပူစားလေအိုးမမီကဘယင်ကလက်ဖက်ရည်ပွဲမှာထားရမယ် မြီးတို့သွားချင်းတခြားသွားကြပါလားဟုတ်ဒေါခင်ခင်ကြီးကပယ်လိုက်တော့အခါမေနှစ်နယ်လီမှာငုံမဲမဲမျက်နှာကလေးတွေနှင်းအဖေကြီးအနာတို့ရောက်လာကြပြီဒဒီမမီကမေတို့ကိုကန်တော်ကြီးပွဲမခေါ်နိုင်ဘူးတဲ့သွားချင်ညီတို့ဟာညီတို့သွားကြတဲ့ဒဒီလိုက်ဖို့ပါနော်နော်ဟုတ်ကက်ကပူစာကြပြန်တော့ကြအေးလေ ။တမီးတို့တွားချင်းရင်ဒယ်ဒီလိုက်ပို့မှာပေါ့။ကဲကဲ။ဆ ्याम မကြီးဟော်ဒီကလေးတွေအဝတ်လဲပေးလိုက်ပါ။လှလှပပဝတ်ခဲ့ကြနော်။ပုံမှန်လူတွေသူတွေအများကြီးပဲ။ဆ ्याम မလည်းကလေးတွေကြည့်ဖို့အတူတူလိုက်ခဲ့ဟုတ်လား။ဟုတ်ဆိုကဒေါခင်ခင်ကြီးမတပါတိုက်တိုက်ဝုံဝုံတွားခဲ့ကြရ၏။ရုပ်ရှင်ကားကောင်းများပြလျင်လေကလေးများမှာမိခင်ဖြစ်သူဒေါခင်ခင်ကြီးကိုပူဇော်ရမရတိုင်း ဥချက်တောင်းကိုရာခေါင်းနှင်ခွေက နားပူကြတော့ကြောင်းဥချက်တောင်းကိုတိုင်းသမီးကလေးသားကလေးများကို လိုက်ပို့ရှာရသည်ဖြစ်ရာကလေးများသွားလျင်ဆ iam မညွမင်းမှလည်းကလေးများအတွက်အဆောင်အရှောင်ဖြစ်ကထက်ချက်မကွာလိုက်ပါခဲ့ရရှာ၏သမီးအကြီးကလေးနှစ်ယောက်မှာအရွယ်ကလေးအတန်ထောက်၍လူလားမြောက်လာသောအခါအလားအပဝိစလရဲ့ဝဲလန်းတပင်နှင့်မင်းပွဲဆိုးခွင်တို့လိုက်ချင်ရမှန်းသိလာလေ၏ အခြားအရာရှိသသမီများပါဝင်သောပွဲတိုင်းမှာသူတို့လည်းကလေးဘာဝလိုက်ချင်းကြသောကြောင့်တကိုယ်ချင်းအသားယူကသွားတတ်သူဒေါခင်ငင်ကြီးကမခေါ်တိုင်းဖခင်ဖြစ်သူက ပို့နေရရှာပြီးလျင်သွားသည်မလားသမ ्या တို့မှလည်းကလေးများအဖို့လူတဲ့တွင်အနေအထိုင်အပြောအဆိုတိတ်တီးကျက်လက်စွာ ရှိစေခြင်းဟာဆ ्याम မညွမေကိုအမြဲပါရတော့၏ ဤတွင်လည်းကာလကြာသောဒေါခင်ရင်ကြီးမှာမကြည်မချမ်းဖြစ်လာပြန်လေ၏မိမိကကလေးများနှင့်အတူသွားလာရသည်မှာခြေရှုပ်သည်ဟုတမင်ချန်ထားခဲ့ခြင်းကြောင့်ကလေးများကိုအထိန်အကြောင်းဖြစ်သူဆ iam မညွမေနှင့်အတူဥချစ်တောင်းကိုယ်တိုင်လှိုက်ပေါ်ရသည်ကိုပင်တခင်မကြီးဖျားတခင်ကြီးနဲ့ကလေးရီဂျူဘလီလက်မှုပညာပြပွဲမှာတွေ့လိုက်ပါတယ်။တခင်မကြီးပါတလားလို့ကြည်တာ။တခင်မကြီးမဟုတ်ဘူး။ ဆီယမမညွမေဖြစ်နေတော့တယ်ဟူသောအပြောမျိုးအလုံးမစ္စစ်ချစ်တောင်းမလားတနေ့ကဘိုင်းစကုတ်ထဲမှာဥချစ်တောင်းတဲ့ကလေးတွေမြင်လို့မစ္စစ်ချစ်တောင်းပါတယ်ထင်ပြီးလှမ်းတောင်နှုတ်ဆက်လိုက်ပါသေးတယ်နောက်တော့မှမစ္စစ်ချစ်တောင်းမဟုတ်ပဲကလေးတွေရဲ့ဆီယမဖြစ်နေမှန်းသိရတယ်ဆိုတော့အပြောမျိုးဒါနဲ့ဥချစ်တောင်းကြီးလဲကလေးတွေနဲ့ဟိုသွားတီသွားတဲပြီးလမ်းမြနေပါကလားခင်ခင်ရဲ့ဟူသော အမေမျိုးများကို မကြမကြကြားရတော့အခါဟုတ်ပါတယ်ဟုတ်ပါတယ်ကလေးတွေကို तू ကတိတ်အလိုလိုက်တာပဲဘယ်သွားချင်နေဆိုဆိုသူကိုယ်တိုင်ဒုက္ခခံပြီးလိုက်ဖို့တယ်ခင်ကတော့ကလေးတွေရဲ့တဲကြီးကိုသူ့လောက်မခံနိုင်ဘူးမင်းကတော်ရဲ့ဟိုတော့အဖြစ်မျိုးကိုဟန်မပြည့်ဖြေလိုက်စေရကမူစိတ်တွင်းကနှကန်းစုမိလေတော့ဤထို့ကြောင့်ကိုချစ်တော်ရှင်ဟာအခုတလုံးတိတ်လန်းများနေတာပဲ လမ်းထွက်တိုင်းထွက်တိုင်းကလေးတွေနဲ့ညွတ်မေကိုခေါ်ခေါ်သွားရတာလည်းအမောပဲနော်။ဥအငေါ်တူးလိုက်လေဤ။ကလေးတွေကလူမှန်းသိလာတော့သွားချင်ရှာချင်ရပေါ့ကွယ်။မင်းငါမှအတူခေါ်သွားပုံမရတော့ကလေးတွေကိုတနာတာနဲ့မင်းကိုစားကျုပ်ခေါ်ခေါ်သွားရတယ်။ဒါကိုမင်းကမကြိုက်ပြန်ဘူးလား။ခေါ်ပါခေါ်ပါရပါတယ်။ကို့တာသမီးတွေခေါ်တာပဲဘာမကြိုက်စရာရှိသလဲ။ဒါပေမဲ့ ကလေးတွေခေါ်သွားတိုင်းဟိုဟာမက တရွဲရွဲနဲ့ပါနေတာခက်တယ်။မြို့မေကိုပြောတာလား။သူကဆ iam မဆိုပေးတဲ့ကလေးတွေကိုအာရလို့တပိုင်းကြည့်ရှုနေတော့လူတဲ့သူတဲ့မှာကလေးတွေအနေထိုင်မတက်တာတက်အောင်တိုးတိုးပေါ်စောင့်ရှောက်ဖို့ခေါ်ရတာပဲ။အိုးစောင့်ရှောက်ဖို့ခေါ်ပေးတဲ့တခြားလူတွေကဘာထင်မလဲ။အေးဒါဖြင့် နောက်ကိုကလေးတွေတားကျင်လာချင်းကြောက်မပို့မင်းနဲ့အတူခေါ်သွားရှင်ကရန်စကားပြောပြန်ပြီလားကျုပ်ကရန်စကားပြောတာမဟုတ်ဘူးမင်းကစီလို အပေါက်ရှာနေတာတော်ကွဲတော်တော့ဟုဆိုကဥချစ်တောင်းကစကနေရန်စဲအခန်းထဲကထွက်သွားမှစကားစပြတ်သွားကြလိမ့်ဤဒေါခင်ငင်ကြီးလည်းပြောလို့သာပြောရသည်ဥချစ်တောင်းအပေါ်တွင် လူယိုးကြီးတရားဟု အများတကာထက်မိမိသားလျင် ပို၍တည်ခဲ့သူဖြစ်သည့်အတိုင်စိတ်ကိုမနှံ၍ပြောမိသည့်တိုင်အောင် ပြောပြီးသောအခါမူငါပြောမိတာလွန်သွားလေပြီလားဟုမစင်စားဘဲနေမိသည်ဟု၍မရှိသလောက်ဖြစ်တော်၏။ရွေဥဒုຈောင်းပရက်များနှင့် အင်္ဂလိပ်နှင့်တက်ကူຈောင်းပရက်များတွင် အများသောຈောင်းလူຈောင်းသားတို့သည်မိမိတို့အင်အားလျောက်အပျော်ခီးထွက်ကြမည်ဖြစ်လျာအများအားဖြင့်ရန်ကုန်မြို့ပေါ်ရှိအရာရှိကြီးများ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝသူများ၏တာသမီများမှာမေမျိုးကလောစသောအထက်မြင်မှပြီးအရက်များသို့တော်၎င်းမော်လမြိုင်ကြက်ခမီထဝဲမောင်းမကန်စသော အောက်မြင်မှပြီးအရက်ဒေတာတို့တို့၎င်းအလဲအပတ်ထွက်သက်ကြသည့်အားလျော်စွာဒီစမှာကြောင်းပရက်တို့ရောက်ခဏဤသောအခါတနေ့၌မင်းနှင့်နယ်လီတို့သည်ဥချစ်တောင်းဤစာကြည့်ကန်တဲ့တို့ဝင်လာပြီးဖခင်ကြီးကိုတစုံတရာပူဇာရန်ပုတိပုတ်သက်လာလောက်နေကြလေဤ ဟဲဟဲဟဲမင်းနဲ့နယ်လီဒက်ဒီကိုဘာပြောချင်လို့လဲဒက်ဒီသိရဲ့မင်းတို့ဒက်ဒီကို တခခုပူဇော်ဖို့လာတာပဲဟင်ဒက်ဒီကတိတ်ပါတာပဲဟုတ်တယ်ဒက်ဒီမင်းတို့လေခုတင်စေမှာကြောင်းပိတ်ရကြရင်တက်ခမီကိုသွားလဲခြင်းနဲ့ဒက်ဒီလိုက်ပို့ပေးနော်မင်းတို့ကြောင်းကအတွင်းဝင်ဥထွန်ငိန်သမီးကစ်တီထွန်ငိန်တို့လည်းတက်ခမီသွားကြမယ်တဲ့မင်းကြီးဥသက်တဲ့သမီး လီလီတက်တင်တို့လည်းတွားချလိုက်မယ်တထင်းဥယံကင်းသမီးတင်တင်ကြီးတို့လည်းလာမှာပဲမင်းတို့လည်းသူတို့သွားတော့တိတ်သွားချင်တာပဲတရီရဲ့သူများတွေဆိုရင်နှစ်တိုင်းနှစ်တိုင်းအလဲထွက်ရတယ်မင်းတို့ဖြင့်ခုလောက်ကြီးလာပြီးတခါမှအလဲမထွက်ရဘူးဒီတခါတော့ပို့ပေးပါနော်တရီအေးအေးငါသမီးကလေးကိုတွားချင်ရင်တွားရစေမယ်မင်းတို့မမီကိုလိုက်ပို့ပါလို့ပြောချင် ရင်ထရီကလည်းမမ်မီကိုပြောခိုက်မြတ်မိ။မေတို့ဒက်ဒီကိုမပြောခင်ကတည်းကမမ်မီကိုပြောခဲ့ပြီးပြီ။သွားသွားနင်တို့တိတ်ရှုပ်တာပဲ။ငါနာလာမပူကြနဲ့လို့သွားချင်ရင်နင်တို့ဒက်ဒီသွားပြောတဲ့။ဟုတ်တယ်ဒက်ဒီ။မမ်မီကိုဘယ်တော့မှ အဖော်လုံးလို့မရပါဘူး။ဒက်ဒီလိုက်ပို့ပါ။ဒါမှနယ်လီကိုသွားရမှာပဲ။ဟိုမှာဒယ်ရီဗာရာရှိတဲ့ငါစောက်ထားတဲ့ဘန်ဂလိုတွေလည်းရှိတယ်ဆို ရဲဒီမပို့အားရင်မင်းတို့ဆရာမနဲ့သွားမယ်လေ။အေးလေဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ငါသမီးများသွားကြင်တာသွားရစေမယ်။ဒါပေမဲ့ခရီးဝေးဆိုတော့မင်းတို့မှမိပါရင်တာကောင်းတာပေါ့။လာလာဒယ်ရီသူ့ကိုသွားပြုတ်ပြပါဦးမယ်။ဥချစ်တောင်းလဲကလေးများနဲ့အတူဒေါခင်ငင်ကြီးအခန်းတွင်တို့ရောက်လာကြလိမ့်ဤ။ဟိတ်ခင်ခေါရီမှာမင်းသမီးတွေတားတွေရ တောင်ပိတ်ထားတော့ချက်ခင်မိသွားခြင်းနဲ့လို့လာပူစာနေကြတယ်။ခင်လည်းအညီပြေသူတို့နဲ့လိုက်သွားပါလားကွယ်။အခုတောင်ပိတ်ရမှလား။အင်းလေမနှက်ဖြန်တပတ်ဆိုရင်တောင်ပိတ်တော့မှာပဲ။ဟာဘယ်ဖြစ်မလဲ။ဒီဇင်ဘာခရစ်စမတ်ပွဲအတွက်အင်္ဂလိပ်အရာရှိကြီးတွေကအထူးဖိတ်ထားတဲ့ထမင်းစားပွဲလဲနှစ်ခုသုံးခုရှိတယ်။နှစ်တစ်ခုဖလားပွဲအတွက်မြင်းပွဲကိုအထူးသွားဖို့ချိန်ထားတဲ့ခရိုင်မင်းကြီးကတော့ Miss Crawl လဲရောက်လာလိမ့်မယ်။ ဘယင်ကန်ဂျာဘာပွဲကိုလည်းသွားစရာရှိသေးတယ်။ဒီရက်တွေအတွင်းမှာသွားစရာလက်ခံထားလိုက်တဲ့ပွဲတွေတလောက်များနေတာ။ဘယ်မှာခီးထွက်နိုင်မှာမလဲ။ခင်ပွဲတွေကိုတခါတလေဖြတ်လိုက်ပါလားကွယ်။အိုးမဟုတ်တာ။လက်ခံပြီးမှအရေးမကြီးတဲ့ကိစ္စတစ်ခုအတွက်လည်းဖြတ်လိုက်ရမယ်ဆိုရင်ကို့ကုံအတရေကိုမငဲ့ရကြနေမှာပေါ့။သူတို့ဖာသာသူတို့ဆီယာမနဲ့တော့ပါစေလားဟုတ်ပါရဲ့ဒေဒီရဲ့ မမီလည်းမလိုက်နိုင်ဘူးဒယ်ဒီလည်းမပို့နဲ့မေရုဆရာမနဲ့မေရုကြီးတွားကြမယ်အေးမီးပြောတာဟုတ်တယ်ကွတို့ဆရာမနဲ့တို့ကြီးတွားရတာပျော်လင့်အောင်မယ်အပါသည်ဦးချစ်တောင်းနာနာကတ်ကမမီလိုက်ရင်ကောင်းမှုနော်ဒယ်ဒီရဲ့ပါရုဆော့တာဆော့ရအောင်လို့ချာမနဲ့တွားမယ်နော်နော်အေးအေးဒါဖြင့်မင်းတို့ဆရာမနဲ့မင်းတို့တွားကြဒယ်ဒီအားလုံးပြည့်စုံအောင်လုပ်ပေးလိုက်မယ် ကလေးများသည်ဝမ်းသာအားရပျော်ရွှင်စွာ ခုံပေါင်းထွက်လာကြလေ၏။ဆ iamma ဆ iamma မေရိုးတော့ကော်တာပဲဆ iamma ။ဟုတ်ဆိုကဆ iamma ကိုဝမ်းဖက်ကြလေ၏။မြို့မေလည်းကလေးတွေကိုကျေနပ်ပျော်ရွှင်စွာစီကြို့၏။အပါကိုမူကားမိမိရင်ခွင်သို့ထွေးပွေ့ပိုက်ချီထားလိုက်ပြီးမှကဲဆ iamma ကိုပြောစမ်းမအောင်ဗာများကော်လာကြတာလေ။ကျောင်းပိတ်ရင်လေမေရိုးရဲ့ဆ iamma ရဲ့ချက်ခမီတော့လေရတော့မယ်။ ဟိုကြရင်တိတ်ပြောမှာပဲဆရာမနော်ကြက်ခမီမှာရေချိုးစိတ်ရှိတယ်ပင်လယ်လိုင်းကြီးတွေစီလို့တိတ်ကောင်းတာပဲတဲ့ဆရာမတို့ထဝယ်မှာလဲပင်လယ်ရေချိုးရတယ်နော်ချာမအပါတော့ရေချိုးကြမှုနော်ចောင်းကဂျော်ဂျီယာကြောတယ်ဟိုမှာခရုလေးတွေကောက်လို့ရတယ်တဲ့အပါခရုကောက်မယ်နော်အမေမိအပါကကြောက်လို့ရေမချိုးခြင်းဘူးတဲ့ ဘာရမလဲဟိုကြိုင်အင်းကိုရေတဲ့အရင်ဆွဲနစ်မှာဒီရော့ပါချမောင်းကိုဖတ်ထားမှာပေါ့ဟိုရောက်ရင်မေးလို့တော့လှိုင်းစင်းမယ်။အိုးကင်မရာလည်းယူသွားရအောင်မယ်။ဖလင်နေလည်းအများကြီးအများကြီးဝယ်လာမယ်။ဟိုရောက်ရင်တွေ့သည်မြင်သည်ခုံလုံးလျှောက်ပြီးဓာတ်ပုံရိုက်လိုက်မယ်။နောက်တော့ဒီပုံတွေကိုအဗန်ထဲမှာထည့်ကပ်ပြီးမေးလို့တငငချင်းတွေအလဲလိုက်ထုတ်ပြအောင်မယ်။အိုးတိတ်ပြောစရာကောင်းပါပဲနော်။နော်နော်ဆရာမ။ ကလေးတွေမှာကလေးဘာဝါခီးသွားမိအေးတွေးမိတိုင်းဝမ်းသာရွှင်မြူ၍နေကြရှာလေ၏ဆ ्याम မညွမေမှာလည်းဥချက်တောင်းအမိန်အရာနောက်တနေ့တွင်ပင်ခီးသွားရာတွင်ပါသိမ့်ပါထိုက်သောအတုံးအဆောင်စေဝါများအဝိအစားတက်တာများကို ကလေးများအတွက်လုံလောက်အောင်ထဲ့သူပြင်ဆင်လျက်မိမိအတွက်လည်းလက်ဆွဲတရေတက်တာကလေးနှင့်အဝိအစားများစိစက်သေးချစွာထဲ့ပို့ထားရလေ၏နောက်တနေ့တွင်ကကြောင်းပိတ်လိုက်ပြီးဖြစ်သောကြောင့် ။အိုချစ်တောင်းကိုယ်တိုင်ကလေးများနှင့်ဆ iam မညွမေတို့အားတက်ခမီတို့အရောက်နေထိုင်ရန်စားတောက်ရန်တို့ပါအစအစအရာရာလွယ်ကူချုံမိုးစေရန်စီမံစရာရှိသရွေစီစဉ်ပေးလိုက်ပြီးမိရထားပူရာယုံကြည်အထိလိုက်ပို့လိုက်သည်ဖြစ်ရာညွမေနေကလေးတိုက်မှာတက်ခမီပင်လယ်ကမ်းခြေတို့ချုံမိုးစွာဆက်ရောက်ကြလေ၏ကလေးများမှခရီးသွားရသောပျော်ရွှင်မှုအရာသာပင်လယ်လေကောင်းလေတန်းများ၏အရာသာတို့ကြောင့် နာရတော့ရက်ကလေးအတွင်းမှာစိတ်ချမ်းသာကိုကျမ်းမှာစားကောင်းအိတ်ကောင်တောင်ပြင်တွင်ဆော့လျက်ပင်လယ်လိုင်းစီလိုက်ခရုခွန်ကောက်လိုက်တပုံရိုက်လိုက်နှင့်ရှင်ပြောမဆုံးတပြုံးပြုံးဖြစ်နေကြသဖြင့်ပြန်ရမည်ကိုပင်ကြောင်းကြနေမိကြလေသတည်းဟုတ်ကဲ့ပါရှင်ဆ ्याम မတကုံ ခင်ခင်လေးရဲ့ဆ ्याम မဆိုတဲ့ဝတ္ထုကိုအပိုင်းလေးအနေနဲ့ဒီနားမှာခဏလောက်ရနာခွင့်ပြုပါနော်အပိုင်းငါးကိုဆက်ဆက်ဆောင်းမြော်အားပေးကြပါအောင်ရှင် နာဆင်အားပေးကြတဲ့သူများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။